မင်္ဂလာပါဗျာပိုင်ရကုပြန်လာမြဲပိုင်ကုတန်ကြောင့်လည်းအားလုံးပျော်ရွှင်ကြပါစေဗျာအခုကကိုဖုံးကိုစော်ဖုံးကြီးမော်နော်ကိုစော်ဖုံးကြီးတောင်းမဲ့ကျွန်တော်စီလာလာမင်းနေလို့ကျွန်တော်လိုင်းမတက်တော့ဘူးလို့အဲစေစားပြီးစာဖတ်နေတာစာဖတ်နေတဲ့ဖုန်းတွေကခဏခဏဆက်လာတော့ကျွန်တော်မေးတော့ကျွန်တော်ဒါထွက်ပြီးဖြည့်ရှင်းမိတာဖြစ်ပါတယ်ကိုစော်ဖုံးကြီးဖန်ခံလာမှာဖန်ခံလာတော့ကျွန်တော်မသိပါဘူးကျွန်တော်အမသိပါဘူးကျွန်တော်တော့ဖုန်းဆက်ကြည့်လိုက်ပါသေးတယ်သို့တော်လည်းပဲအဲဆက်သွယ်မှုဧရိယာပြေပါတော့ဖြစ်နေပါတယ်နော်နောက်တစ်ခုကကျွန်တော်နဲ့ ကိုဇော်ဖုံးရ၄လလောက်တော့ရှိပြီဗျအဆက်အသွယ်တော့မရှိတာပြီးခဲ့တဲ့ရက်ကအမျိုးသမီးတယောက်ကတရားစွဲတယ်ဆိုတဲ့အပြောရှိတော့အကိုတောင်းတော့ဘုံအဲ့ဒါဟုတ်လားလို့အဲ့တစ်ချက်လေးတော့ကျွန်တော်မေးဘူးတယ်အဲ့နောက်ပိုင်းတော့ကျွန်တော်တို့ဖုန်းဆက်သက်မရှိဒါပေမဲ့ကျွန်တော်အခုပြန်ဆက်ကြည့်ပေးလိုက်တဲ့အခါကျတော့ဒါဖုန်းကင်တာဖုန်းကဆက်သက်မှုပြပါလဲဖြစ်နေတာမျိုးရှိတယ်เนาะအဲ့ဒီတော့သတင်းဟုတ်လားမဟုတ်လားမသိကျွန်တော်အဲ့မှာကိုစီတို့ကိုသွားပြီးတော့တွေ့လိုက်တယ်အဲအဲ့ဒီဟိုသူတို့သတင်းပြောနေတာလေးအဲ့ဒီမှာပေါ့เนาะ ကဲပြည်သူတွေစမ်းမဲ့လူတယောက်ယောက်ွားလို့စိတ်မကောင်းစရာတပင်းလေးပြောပြမယ်အဲ့ဒါကတော့မနေ့ရက်တည်းကကြားတာနော်ညရက်တည်းကကြားတာပေါ့အတီးပြုတ်ချက်ဟိုနေ့ဖြစ်နေအခုမီဒီယာတွေမှာတင်းလာပြီဒါကတော့ဇော်ဘုံဟိဖန်းကန်ထီွားပါပြီနော်တရင်လေးကိုကျွန်တော်ဖတ်ပြမယ်နော်မင်းအောင်လိုက်အပါဝင်စစ်အရာရှိကြီးများကိုဆဲဆိုခဲ့ပြီးစစ်လော်ဘီဇော်ဘုံဟိကိုဆက်တော်ရေးဥပဒေတင့်မှောင်ခုမှုလက်နက်မှုလိုင်စင်မဲ့ကားရောင်းဝယ်မှုများဖြင့် စစ်ကောင်စီတပ်ကပြန်လည်ဖမ်းဆီးလိုက်ကြောင်းပြည်ဦးလွင်ရဲအတိုင်းဝိုင်းကပြောဆိုတယ်။ဇွန်လ၂ရက်နေ့မွန်းလွဲတနအီကျော်အချိန်ပြည်ဦးလွင်ကနေထိုင်တော့စစ်လော်ဘီဇော်ဘုံဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးတွားခဲ့ကြောင်းမင်းအောင်လှိုင်အပါအဝင်စစ်အရာရှိကြီးများကိုဆဲဆိုကြည့်အတွက်ရန်ကုန်တိုင်းတကုံမြို့တစ်တောင်မိုင်းမြို့နယ်ရဲစခန်းတွင်ပအမှတ်358မြင်းဆောင်2025စစ်တပ်ဥပဒေပုံမှန်66ဂါကြီးဖြင့် မဘာတာနဲ့စစ်သက်ထောက်ခံသူဒေါ်မိုးမိုးခိုင်ကမေလ9ရက်နေ့တွင်အမှုဖွင့်ခဲ့ကြောင်းဇော်ဝိုင်းက၎င်း၏ Telegram Channel တွင်စစ်သက်အရာရှိကြီးများကိုဝေဖန်မှုများဆက်လက်လှုပ်ဆောင်ခဲ့ကြောင်းထို့ကြောင့်ဇွန်လ2ရက်နေ့တွင်စစ်သက်ကဇော်ဘုံဟင်းကိုဖမ်းဆီးတွားခဲ့ကြောင်းသိရတယ်။ဒါမဲ့တခုရှိတာကဇော်ဘုံဟင်းကကိုနစ်ကပြောသလိုသူပြောခဲ့တဲ့အရာတွေအားလုံးကိုတစ်ဖြည်းဖြည်းနဲ့တစ်ဖက်ကစုထားတဲ့ပုံစံမျိုးအဲ့ဒီမိုးမိုးခိုင်ဆိုတာကရှင်းရှင်းပြောရရင်တော့သူတို့စစ်သက်အတိုင်းဝိုင်းမှာဇော်ဘုံဟင်းနဲ့မိုးမိုးခိုင်ပါဝါချင်းရှင်လိုက်မယ်ဆိုရင်တော့ တို့ဘောမထောက်ခံမှု အားပူကောင်းတာကဇော်ဘုံဟင်းကအားပူကောင်းတယ်နော်ဇော်ဘုံဟင်းကမုံမိုးခိုင်းတဲ့ဆိုင်လက်တွေ့ကျကျတဲ့လှုပ်တယ်အဲ့ဒီအတွက်တို့စစ်တပ်အတိုင်းဝိုင်းမှာဇော်ဘုံဟင်းကပို့ပြီးတော့မျက်နှာရတယ်အလုတ်ပိုးလုပ်တယ်ဒါပေမဲ့ပြောဆိုတဲ့နေရာမှာဂုဏ်ကပြောသလိုပေါ့တို့စိတ်ထဲမှာတကယ်ဟိုလူလူတင်မြောက်တဲ့အစိုးရတရက်ကိုဝေဖန်တဲ့ပုံစံမျိုးတွားရောက်ပြီးတော့တို့ သူတို့ခေါင်းဆောင်တွေကိုသူတို့သွားပြီးတော့သွားပြောတော့ဘယ်ရမလဲ။ဟောအဲ့မှာစကားသတိရလို့ပြောလိုက်မယ်။သွားပြီးတွေးလိုက်တယ်ဆိုတော့လူချင်းသွားပြီးတွေးလိုက်တယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူးเนาะ။ ကျွန်တော်အဲ့ဒီဟိုဒီဟာကျွန်တော်က line သုံးတဲ့ခါကျဒီလိုမျိုးသုံးတဲ့ခါကျတော့ဖုန်းထဲမှာပဲကျွန်တော်ကကြည့်ပြီးပြောကြတဲ့စကားဖြစ်ပါတယ်တချို့ကျွန်တော်ကတကယ်လို့အိမ်မှာသွားပြီးတွေ့လိုက်တယ်တို့လူချင်းသွားတွေ့လိုက်တယ်တို့ဒါမျိုးဆိုတော့လူချင်းအပြင်မှာသွားတွေ့တာပေါ့အာကျွန်တော်တို့အဲ့ကိုစောဘယ်လိုလဲကိုငယ်စီလာသူ့စီကိုကျွန်တော်သွားပြီးတော့လူချင်းသွားတွေ့ပြီးတော့ကျွန်တော်မေးကြည့်ပါတယ်ဆိုတော့ဒါကျွန်တော်လူချင်းသွားတွေ့တာဒါကျွန်တော်တစောစောပြောလိုက်တဲ့စကားကျွန်တော်ကိုငစီလာသွားတွေ့လိုက်လို့ဒါကျွန်တော်တိလိုက်တယ်ဆိုတော့သွားတွေ့တာလူချင်းသွားတွေ့တာလို့ပြောရမှာเนาะလူချင်းဆိုတာရှိသေးတယ်မြန်မာနိုင်မြန်မာစကားရက်မှာ ဲ့ရလေးတော့နည်းနည်းဟိုနားလည်ပေးဖို့လိုပါတယ်။ဒါကြကျွန်တော်ခုငကြီးနဲ့လူချင်းသွားတွေ့တယ်ဆိုကိုပါအကျန်းဖက်နဲ့အဲပေါင်းပြီးတော့ဟိုထပ်ပြီးတရားစွဲခံနေရမှာဆိုလို့เนาะအဲ့လိုမျိုးလေးတော့ပြောချင်ပါတယ်။နောက်တစ်ခုကျွန်တော် comment ကိုဝင်ရေးတာရှိပါတယ်။အဲဒါကိုငကြီးရဲ့ပြောနေတဲ့ဟာလေးတော့တစ်ချက်နားထောင်ကြည့်လိုက်ပါအောင်เนาะ။နောက် YouTube live မှာကြားရတွေ့ရတယ်။ပြောပါစေ။အဲ့တော့ခင်ဗျားတို့ကိုကျွန်တော်တစ်ခုမေးမယ်။ဒီမှာတော့ကျွန်တော်တို့ပြောလိမ့်မယ်။ဘာဖြစ်လဲဆိုတော့ တောင်းလို့ပဲတောက်ကနေလို့ကကြက်မပြည့်တဲ့ခေါင်းလေးဘာလေးညာလေးဆိုပြီးခင်ဗျားတို့ပြောတာတွေ့တယ်တကယ်ကကြက်မပြည့်တာမပြည့်တာတော့မပြောတော့ပါဘူးခင်ဗျားတို့ဘယ်သူမပြည့်တာလဲပြည့်တာလဲဆိုအတိုက်ခံနေဖြစ်နေအောင်ဟုတ်ပြီစကားလေးတစ်ခုပဲကျွန်တော်ပြောစမ်းတယ်တောင်းတော်ကနော်တောင်းတော်ကရစ်ကောက်ဝဲလှုပ်ပေးမယ်ရစ်ကောက်ဝဲလှုပ်ပေးမယ်တိုင်းဒီအေးကြအောင်လှုပ်ပေးမယ်လှုပ်မယ်ရစ်ကောက်ဝဲနဲ့ဒီမိုကရေစီနှိကြနော်နောက်တစ်ခုစီကံပြေးသွားတဲ့ဒီမိုကရေစီတဲမှာပဲရှောက်ကြအရသာစုကတက်ကြ ဟုတ်လားအဲ့ဒါမှာဘာတွေထပ်ပြီးတော့ခင်ဗျားတို့လောက်ဆံလို့သေးလဲဟောမင်းပြခံလိုက်လေအမဟုတ်လားဘာတွေထပ်ပြီးလောက်ဆံလို့သေးလဲဟုတ်လားမင်းအမေကိုလူတယောက်ကမင်းတို့အိမ်ကိုလာမယ်မင်းအဖေကိုကြိုးတုံမယ်မင်းအမေကိုမရင်းတက်ခြင်းမယ်မင်းသမားလေးကိုမရင်းတက်ခြင်းမယ်ပြီးလို့ရှိရင်နော်ပြန်ပြီးတော့ကြိုးဖြီပေးမယ်မင်းဖေကိုရောမင်းတို့အေးစေးလောက်ကင်စားတော့ကြနော်ငါအိမ်ကန်းထိုင်ပြီးတော့ငါ့ကိုဧည့်တယ်လို့ပြန်ဆက်ဆံဆိုရင်ခမည်းလက်ခံမလား အဲ့လားလေးပဲဖြစ်နော်ခမားမင်းလို့ကျွန်တော်ပြန်မေးတာနော်အဲ့လားလေးပဲဖြစ်လူတယောက်ကခမားအိမ်လာမယ်ခမားအဖေကိုလက်ပြန်ကြိုးတုပ်ပါးနားရီရိုက်မယ်ခမားအမေကိုတက်ကြုံးမယ်ခမားညမကိုတက်ကြုံးမယ်ဟုတ်လားနော်သူကြုံးလို့ဝါဝါပြီးပြီးလို့ရှိရင်ဒီအိမ်တွက်ကသူနဲ့ဒီအိမ်နဲ့သူနဲ့ရန်သူဖြစ်ပြီဒါပေမဲ့ရန်သူမလုပ်နဲ့ခမားတို့ကိုယ့်အိမ်မှာအေးအေးကြမ်းကြမ်းပြန်နေအောင်ကြိုးဖြီးပေးမယ်နော်ခမားအဖေကိုကြိုးပြန်ဖြီးခဲ့ မညမလေးတွေကိုထမိန်တွေပါပြန်ဖုံးပြီးတော့အေးအေးဆေးနေပြီး तू ကဧည့်တယ်ဆိုပြန်နေမယ်ဆိုရင်ခမညလက်ခံအဲ့ဒါပဲသိလားအဲ့ဒါကောင်းတဲ့အဲ့ဒါရှင်းတဲ့ဥပမာမရှိတော့ဘူးနော်အဲ့ဒါလေးကိုလက်ခံတယ်ဆိုလို့ရှိရင်ခရီးရွေးကောက်ပွဲကိုဒီတိုင်းမီကပြည်သူတွေနေလက်ခံပေးလိုက်မယ်နော်သဘောပေါက်လားသိလားကြောက်ကဒဲပဲပြောတတ်တယ်ရိုင်းနေ sorry ပဲသိလားရွေးကောက်ပွဲဝင်ဖို့အတွက်လောက်အောင်မဟုတ်လားဟုတ်လားလောက်အောင်မဟုတ်လားအဲ့ဒါကိုထမိန်စားတော့ဒါလေးစဉ်းစားလိုက်ရင်ရတယ် အခုကတော့ two date တက်ထားတော့15ရက်နေသူကဒိတ်မတက်အောင်ဒီဗီဒီယိုဖိုင်တက်လာတာမကြသေးဘူးကျွန်တော်ပြီးတော့ပြန်ကြည့်မယ်ဘလို့ဖြစ်ဖြစ်ဒါလက်ရှိဘောမတွေအများစုပထမတွေ့တွေ့လာတယ်အာကြောက်တော့မှအေးစေအဲ့ဘစ်ထုတယ်ဆိုတော့အတော့တဘောကြလို့ကျွန်တော်ဒီရေရှင်ကိုလှုပ်ပေးတာနော်အခုလို့ဗယံမထာတွေပြောပေးတဲ့စစ်သက်ထောက်ခံတဲ့ဖွင့်နဲ့ခွေးစက်ဖောက်ထားတဲ့ဖွင့်ခွေးအပေါင်းလူရုပ်မာတွေကိုဂျေဆုတင်ပါတယ်လို့နော် အဲ့တော့ကျွန်တော်တို့တွေကတိုင်းပြည်ကိုအတက်ကောဘဝတွေရောရင်းနှီးပြီးတော့ပြီးတယ်ဆိုတာကဒါရှင်းရှင်းပြောလို့ချင်းတိုင်းပြည်မှာအေဂျင့်စေခြင်းနဲ့အထက်အောင်ညှို့စေခြင်းနဲ့အောက်ခြေမှာ အာလှုပ်ဆောင်နေတဲ့ဟာတွေဟာအားလုံးကိုအဲတကယ်တဲ့မနိုင်အောင်လို့နော်ဒါအထက်ကိုလည်းတည်အောင်လို့ပြောနေတယ်တဲ့စစ်နဲ့တစ်စစ်အာနာတွေပါဝါတွေစားနေတဲ့ခါကြတော့အဲဒါမျိုးတွေကိုဟိုအထက်ကိုတင်ပြပေးတဲ့ခါကြတော့အဲအနာရှိတဲ့သူတွေကဘာဖြစ်လာမလဲဆိုတော့ပြဿနာပေါင်းစုံရှာလာတာမျိုးတော့တွေ့ရတယ်ရှိတယ်နော်ဒါမဲ့ဒါကတော့ကျွန်တော်တော့မပြောပါဘူး तू ကသူ့လိုလှုပ်ဆောင်နိုင်တဲ့ပုံကွာရှာတယ်ကိုစော်ဘုန်းကြီးလိုလှုပ်ဆောင်နိုင်တဲ့ပုံကွာရှာတယ်နော်အဲ့ဒါလေးကတော့ကျွန်တော်ပြောချင်တယ်အဲကျွန်တော်အဲဘာကြောင့်ပြောလဲဆိုတော့ကျွန်တော်ဒီ comment တကွာစော်ဘုန်းကြီးကြာရင်ကြာ ပြီဆိုတာမဲဟာတာပဲလို့ပြောလို့ကျွန်တော်တော့ဘယ်သူမှပြန်ပြအငင်းခုမရှိပါဘူးအဲဟာတာပဲလို့ပြောလို့တကယ်ကြရင်ကြပါပြီဗျာဘာဖြစ်လို့လဲဆိုတော့အဲဒီကျွန်တော်ဆောစောပြောလို့ဟာလား i5 နေကြည့်လိုက်ပါအခုဒီကောင်းနေတော့ဒလောက်တောင်ပိုးစိုးပဆက်ဘောမနော်သူတို့ရှင်းပြောရင်သူတို့အသက်နဲ့ရင်းပြီးတော့ဒီစစ်တပ်ကိုဘောမတာနော်အကောင်းပြောတာတတိုင်းပြည်လုံးတကဘာလုံးအစဲဆိုခန့်ချင်းချောက်ခန့်နော်ပြီးလို့ရှိရင်ဗမာတွေ့မလဲတွေ့ရတင်းကြိုင်းဓာမဆိုင်သူတို့ချင်းပြီးတော့ အတက်နဲ့ရင်းပြီးတော့ဘောမတဲ့ဒူတွေတောင်မှ စကားလေးတစ်လုံးအမှားမခံဘူးဆိုရင်ခမားတို့ကျွန်တော်တို့တာမန်ပြည်သူဘဝစဉ်းစားကြည့်ဆိုင်လေးတော့ပြောခြင်းဖြစ်ပါလေဘာဖြစ်လို့လဲဆိုတော့အဲတောင်တော်ဘက်ကိုထောက်ခံတယ်တောင်တော်ဘက်ကိုအဲအားလုံးကိုဝိုင်းဝန်းပြီးတော့အဲတချို့ကကြတော့အပြူသဘောဆောင်တဲ့ပဲအဲဆွေးနွေးစေချင်တာမျိုးရှိတယ်အပြူသဘောဆောင်တဲ့ဆွေးနွေးစေချင်တာမျိုးကလည်းပဲကောင်းပါလေ ရန်ရင်ပြတ်သားသွားဆွေးနေတာလည်းကောင်းပါလေအမြဲတမ်းကြောက်နေရမယ်ဆိုလို့ရှိရင်တက်မနော်ကိုအာနာရှင်ဇက်ကိုတွင်းလိုက်တာဖြစ်ပါတယ်တက်မနော်ကိုဝေဖန်လို့မရဘူးတိုက်ခဲလို့မရဘူးဘာဖြစ်လဲအပြုသဘောနဲ့ပြောလို့ရတယ်ဆိုတဲ့အတုံးတုံးတွေကျွန်တော်တို့တွေးရပါတယ်တွေးရတဲ့နေရာမှာကျွန်တော်ဒါပြောချင်တာကတက်မနော်ကိုဝေဖန်ခြင်းတိုက်ခိုက်ခြင်းဆိုတာကလက်နက်ချင်းနဲ့တိုက်ခိုက်တာမဟုတ်ပါဘူးဝေဖန်နေဆိုရင်လည်းပဲပြင်ဆင်ကြရတဲ့တောင်းတော်နဲ့ပြင်ဆင်လို့ရပါတယ်ဝေဖန်လို့ရပါတယ်အဲဝေဖန်လို့မရဘူးအကြံပြုလို့ရတယ်ဆိုတဲ့ပုံစံမျိုးတွေတယောက်နဲ့တယောက်အမြင်မတူတာတွေရှိပါတယ် ကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲဆိုတော့တမ်နော်ကိုဝေဖန်သည်ဖြစ်စေအဲဒါထောက်ပြပြောဆိုသည်ဖြစ်စေတမ်နော်ကပြင်ဆင်လိုက်တဲ့ဟာမျိုးကြောင့်လည်းဒါပြည်သူတရပြည်သူတရလုံးဝတမ်နော်ကိုအာနာရှင်လို့မတတ်မှတ်ပဲနဲ့မိမိတို့ရဲ့မိသားစုပဲဆိုတတ်မှတ်စေခြင်းနဲ့ဆန္ဒဒါကြောင့်လူကြီးတိတန်းသည်တယ်အဲ့တော့အဲ့လိုမျိုးကိုကိုဇော်ဝေးတကယ်လို့အဲဟိုနေ့ဖြစ်တယ်ဆိုလို့ရှိရင်ဒါ ။ဘာဖြစ်လာလဲဆိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဟိုအနောက်ဘက်ကဒါတော်လိုင်းဘက်ကပြောရမှာပေါ့သူတို့ဘက်ကသူတွေရဲ့လွှာမှုမှုများသွားလိမ့်လွှာမှုမှုပဲဖြစ်သွားလိမ့်မယ်။ဘာလို့လဲရွေးကောက်ဝဲနဲ့နီးလာပြီရွေးကောက်ဝဲနီးလာတော့ကျွန်တော်တို့တယောက်ချင်းဖြူတော့မယ်။ဟိုဒီမှာကျွန်တော်တို့ဒါလူအတိများလာဆိုဘယ်လိုရှိမှန်းဆိုရင်ဒါအားလုံးသိတဲ့အတိုင်းမှာကိုစော်ဘိုးကြီးရှိမှန်းအဲကျွန်တော်ရှိမယ်ဒါစပီကာတွေပြောတာပါမီဒီယာတော့မပြောပါဘူးเนาะမီဒီယာဒီလိုမျိုးစိတ်နဲ့မြင့်နဲ့ အဲပြောပြပေးပြီးတော့တကယ်တိုင်းပြီးအတွက်အလုံးလုံးပေးတဲ့သူဘာဖြစ်လို့ပေးဖို့နေတဲ့တဲ့မှန်ဆိုသူတို့တွေရဲ့တကယ်ခံစားရတာကိုဒါသူတို့ပြောပြနေတယ်အကြောင်းအရာတွေဖြစ်တယ်နော်တနေ့တနေ့လာနေအကြောင်းအရာတင်မြခြင်းနဲ့နော်အဲရခိုင်ပြည်နယ်တောင်ပိုင်းမှာတဲ့တင်တန်းဆင်းလာတော့တဲ့လူငယ်များနဲ့ PDF အဖွဲ့ဝင်များကိုတဲ့ဒီနေ့တောက်ကုန်းမြို့နယ်မှာတဲ့မြောက်ပိုင်းကအေအများကလာရောက်ခေါ်ရွေးတဲ့ကြောက်ဖြူမျိုးဥတို့ခေါ်ဆောင်လာတဲ့ကာကင်းအတွက်အသေးခံ၍တိုက်ပွဲအတွက်လာရောက်ခေါ်ကြတယ်တဲ့ မြောက်ပိုင်းအဖွဲနဲ့တောင်ပိုင်းအဖွဲများအချင်းချင်းစကားများအချင်းချင်းတိုက်ပွဲဖြစ်ကြတယ်တဲ့ထိုးနောက်တဲ့တန်တွဲမျိုးနိုင်တဲ့ပဇွန်ပြေကြေးရွာကိုတဲ့လဲပဇွန်ပြေကြေးရွာကိုလဲတဲ့လာရောက်ခေါ်တဲ့ကြားစင်းနဲ့လာရောက်ခေါ်ကြတဲ့တောင်ပိုင်းသားနဲ့မြောက်ပိုင်းသားစကားများရံဖြစ်ကြတယ်လို့တဲ့သတင်းပို့ပါတယ်တဲ့ဒါကြောင့်နဲ့အဲတိရှိအောင်နဲ့အထက်လူကြီးများတင်ပြပေးပါတဲ့နော်တောင်ကုန်းက90လောက်ကတဲ့တောခုတ်သွားတယ်လို့လည်းသိရပါတယ်တဲ့ တပ်မတော်ဘက်ကိုလာပြီးတော့အလံပြူထောင်ဖို့လည်းသိရပါတယ်တဲ့မြောက်ပိုင်းသားတွေကတောင်ပိုင်းသားတွေကိုကြောက်ဖြူဘက်ကိုအသေးခံခိုင်းဖို့လည်းလုပ်နေပါတယ်တဲ့အဲတပ်မတော်ဘက်ကိုအလင်းဝင်မဲ့ဆိုလို့ရှိရင်ဘလို့ဆက်သွယ်လို့ရမလဲဆိုတာလေးလည်းပြောပြပေးပါဦးနဲ့